မလေးရှားဘင်းအနယ်ကုနီရေးနဲ့ကဲဆေးအထုအဖွဲ့ SMAT ဟာမြန်မာနိုင်ငံသကိုင်းခရိုင်ရှိမြင်းကလင်းဘေးတင့်ဘာသာရေးစောင့်တွေမှာပိတ်မိနေသူတွေကိုရှာဖွေရေးလှုပ်ဆောင်နေတယ်လို့သိရပါဗျ။သကိုင်းခရိုင်ရှိလူ20ပိတ်မိနေစေဖြစ်တဲ့နေရာ3ခုမှာရှာဖွေရေးနဲ့ကဲဆေးလှုပ်ဆောင်နေတယ်လို့အမျိုးသားဘေးအနယ်စီမံခန့်ခွဲရေး Agency NADMA ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါဗျ။ အဖွဲ့ဝင်90ဦးပါမလေးရှားကစဲအဖွဲ့ဟာပလီဝိပြူကျောင်းတွေဖျားကျောင်းတွေစတင်ကျောင်းတွေနဲ့စေးယုံတွေလိုမျိုးအရေးပါတဲ့အဆောင်တွေမှာရှားဖွေရင်းနဲ့ကစဲလုပ်ငန်းတွေဆောင်ရွက်နေပါတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မနေ့ရှာကဲဆဲရေးဖွဲ့ဟာမြန်မာစစ်တပ်ရဲ့ဘုံကျဲခန္ဒီယာဇေပရိပခနယ်မြေတွေမှာဒုံကြုံရေးပြည်တနာတွေနဲ့စခိုင်းဝင်းကျင်မှာမြင်းမြုံမိုင်းအန်ရီတွေကြုံတွေ့နေရတယ်လို့သိရပါဗျ။ အပူချိန်38ကနေ48ဒီဂရီဆက်စီယက်ရှိရဲ့ရာသီဥတုကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့လူသားချင်းစာနာမှုမစ်ရှင်တွေလှုပ်ဆောင်ရမှာအခက်အခဲတွေရှိနေတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါရယ်။အသက်ရှင်သူတွေအတွက်ကယ်ဆယ်ပစ္စည်းတွေမရှိတာဟာငလင်ဘေးတင်ဒေတာတွေရှိငလင်တန်ခံပြည်သူတွေအတွက်ချိန်ချမှုဖြစ်စေပါတယ်လို့ထုတ်ပြန်ချက်ကပြောပါရယ်။ပြည်ကနေတောင်ကြနေကမြန်မာနိုင်ငံလေပိုင်းမှာအင်အားပြင်းကလေးတစ်ခုလှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံကိုအဖွဲ့ဝင်9ဦးပါစုံစမ်းစစ်ဆေးရေးအဖွဲ့ဆင်းလွတ်မယ်လို့ဂျပန်အစိုးရကပြောပါရယ်ဂျပန်ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကဝန်ထမ်းတွေနဲ့ကျမ်းမာရေးလူသားတွေဟာ တနင်္ဂနွေနေ့ညပိုင်းကဂျပန်နိုင်ငံကနေထွက်ခွာခဲ့ပါရယ်ဂျပန်ကျွမ်းကျင်သူတွေဟာဘေးရန်ရဲ့ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဆင်းလွတ်ရေးအတွက်အပြီးသက်ဆုံးဖြတ်ချက်တည်းရဲ့မချမှတ်မီမြန်မာနိုင်ငံမှာမြင်းကလင်းလှုပ်ခတ်မှုအခြေအနေကိုအကဲဖြတ်မှာဖြစ်ပါရယ် ဂျပန်ဆိုရဟာမြင်းကလေးလောက်ခတ်ပြီးနောက်အသက်ရှင်ကျန်ရစ်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေပြင်ဆင်မှုတွေစတင်တော့မယ်လို့သိရပါဗျ။ကျန်ရမြင့်ကလေးလောက်ခတ်မှုကြောင့်မြန်မာနိုင်ငံမှာလူ2056ဦးသေဆုံးက3900ကျော်ဒဏ်ရာရရှိပြီး290ကျော်ပျောက်ဆုံးနေတယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ထိုင်းနိုင်ငံမှာမြင်းကနေလုံခတ်မှုကြောင့်လူဆက်တဲ့ဦးထက်မနေသေးဆုံးက90ကျော်ပျောက်ဆုံးနေတယ်လို့သိရပါရယ် တရုတ်ကယ်ဆယ်ရေးသမားတွေကငနေဖေးသစ်မြန်မာနိုင်ငံမှာလူချောင်ဦးရဲ့အသက်ကိုကဲတင်နိုင်ခဲ့တယ်လို့နိုင်ငံတိုင်းဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူခေါင်းကျန်းခန့်ကတနင်္လာနေ့သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။နိုင်60နီးပါးပိတ်မိနေသူလေးဦးကိုတနင်္လာနေ့မနက်ပိုင်းကကယ်ဆယ်ခဲ့ပြီးတနင်္ဂနွေနေ့မှာလူနှုတ်ဦးဖို့အပြည့်အစည်းတွေအောက်ကဆွဲထုတ်ခဲ့တယ်လို့သိရပါတယ်။ တီယုံစိုးရထောက်ပံ့တဲ့ရွေးပြင်တဲနဲ့စောင်းမေပါဝင်တဲ့ပထမအထုပ်ကဲဆဲရေးပစ္စည်းတွေဟာတနင်္လာနေ့မိုးလဲပိုင်းကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်မြန်မာနိုင်ငံကိုအခုအနည်းဖြင့်ဒေါ်လာ73.9တန်းနဲ့ညီမျှတဲ့ယွမ်တန်းတရာလှူဒန်းမယ်လို့တရုတ်ဆိုရကကတိပြုခဲ့ပါရယ်။တီးခြားအနေနဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ကမြန်မာနိုင်ငံကိုယွမ်တန်းတန်ရေးရှိကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ခဲ့ပါရယ်။ UNMT နဲ့အစိုးရဟာအဝိထဲတွေ၊စင်းဝါတွေ၊ခေါင်ဆွဲကြောက်တွေ၊ရွက်ပြင်တဲတွေနဲ့နေ့စဉ်သုံးကိရာခုနှစ်တန်းကျော်တင်ဆောင်လာတဲ့စင်းလုံးကားနေရင်မြန်မာနိုင်ငံကိုဆင်းလုခဲ့ပါတယ်။တရုတ်တန်တမန်ဖွဲ့တွေဟာအခုနီပေးဖို့မှုကိုအနီးကပ်အနှီးနှိုင်းဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ဘတ်ကြီးမက်ဂျီယာကပြောပါတယ်။ မြန်မာနိုင်ငံရှိငန်းလင်းကဲစိန်လုပ်ငန်းတွေမှာတရုတ်နိုင်ငံသားပညာရှင်တွေကဲစိန်ရေးသမားတွေနဲ့ကျန်းမာရေးဝန်ထမ်း၄၀၀ခန့်ပါဝင်နေတယ်လို့သူကဆိုပါတယ်